အာနာသိမ့်ပြီးချိန်ကစလို့ကင်းပြည်နယ်ကိုခြေချခဲ့လာတဲ့မယောင်းလိုင်းကတရုတ်နဲ့အမေရိကန်တို့ရဲ့ဖိအားများပြင်းထန်လာချိန်မှာတော့ဗအန်ကိုအပြေးလွှားရောက်ရှိလာခဲ့ရပါတယ်။အမေရိကန်တို့က၎င်းတို့ကာလာကြာမြင့်စွာလက်ခံထားတဲ့ online ငွေလိမ်ခိုင်းများအားပြစ်မှတ်ထားပြီး Scan Strike Force ပင်ဖွဲ့စည်းလာတဲ့အတွက်မိသို့များနေ၍မဖြစ်တော့ဘူးလို့ဆိုကာရောက်ရှိလာခြင်းဖြစ်ပါတယ်။ Donald Trump ဟာအီရန်ကိုသူ့သဘောနဲ့သူပုံကျခြင်း ဗင်နီဇွဲလားလေကြောင်းအပိုင်းနဲ့အတွင်းအမေရိကန်တိုက်လေယာဉ်များစီလို့ခြင်းဒင်းမောများကိုမူးယစ်ဆေးများတဲဆောင်တယ်လို့ဆိုကာဒစီဘီဒစီနှိမ့်မြုပ်ခြင်းတို့ကိုလှုပ်လာခဲ့ပါတယ်အမေရိကန်လေတင်စစ်သည်မောများကလည်းအိန္ဒိယသမုဒ္ဒရာရှိဒီဘိုကာစီယာကျောမှာအဆင့်တင်ရှိနေကြပါတယ်ထို့သောသောလာလာများရှိနေတဲ့အတိုင်း၎င်းတို့မူလစီစဉ်ထားတဲ့ရုရှားရည်တဲနဲ့ပူးရဲစီလေးချင်းမှုကိုဖျက်သိမ်းရန်မစင်းစားခဲ့ပဲမဲအောင်နိုင်ငံရုရှားနဲ့ဆက်ဆံရေးမှာရခင်ကလို့အစီအမျိုးမဟုတ်တော့ပဲ ၎င်းတို့ရဲ့ယူကရိန်းစစ်ပွဲမှာမော်တာအမြောက်ဆန်များပံ့ပိုးပေးခြင်းရုရှားရဲ့ drone နဲ့စစ်လက်နက်ပစ္စည်းများထုတ်လို့ရတဲ့အတွက်ဆက်ယုံများတိစောက်ပေးခြင်းများဖြင့်အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့အဆင့်ရောက်ရှိလာတော့မယ်လို့ယူဆနေပုံရပါတယ်။မြောက်နိုင်ငံဗန်အမတ်စစ်မော်ဒမန်တို့ရောက်ရှိလာပြီး KK ပက်ရှိငွေလင်ခိုင်းများအသုံးပြုနေတဲ့အဆောက်အုံတွေကိုအမျိုးသားရေးတာဝန်တည်းရဲ့အဖြစ်အကုန်ဖြိုဖျက်သွားမယ်လို့ကြေညာလာခဲ့တော့လေ စောချစ်သူကိုယ်တိုင်ကိုကဲနေတဲ့ရွှေကုတ်ကိုနဲ့ပတ်သက်၍တော့တခေါတဘာသာများထဲသွင်းပြောဆိုသွားခြင်းမရှိတာကြောင့်ဒုလောဒုလောဖြစ်လာရပါတယ်။ဖြစ်နိုင်ခြင်းအရှိဆုံးက၎င်းကိုယ်တိုင်ရွှေစလွေကြီးဖြင့်ဘွယ်ဒုကုံလူများတခန်းတနာချီးနှင်းခဲ့ပူတာကြောင့်ထဲပြောမယ်ဆိုပါကရာဇဝမှုများဂျိုးလွန်နေသူဖြစ်ဝန်ခံရရောက်သွားမှဆို၍လည်းဖြစ်နိုင်ပါတယ်။နောက်ထပ်ဖြစ်နိုင်ခြင်းတစ်ခုက၎င်းအားဗန်အားမှရှုပ်ဝက်ခေါ်ယူတွေ့ဆုံပြီးဆက်မလုပ်ဖို့၎င်းကိုယ်တိုင်ဥဆောင်ဖြစ်စည်းဖို့လည်းနားချနိုင်ပြီး လောလောဆယ်နေပြီးတော့မှလာရောက်ခုံလုံးဖို့လဲပြောနိုင်ပြန်ပါတယ်။သို့တော့နိုင်ငံတကာမှလီလာဆောင်ချီသူများကအဆိုပါထင်ကြီးကလှုပ်ရှားနေတဲ့ DGB ရဲ့ KK ပန်နဲ့စောချစ်သူရဲ့ရွှေကုတ်ကိုနေနေရာစလုံးကစစ်တပ်ထိန်းချုပ်ရာမြဝတီမှာရှိနေတာကြောင့်၎င်းတို့ခွင့်ပြုထားရုံမကအကျိုးအမြတ်များကိုပါခွဲဝေယူနေကြ၍ကြံရပါများဖြစ်တယ်လို့ကာရကြာမြင့်စွာကပင်သိရှိထားကြပြီးဖြစ်ကြောင်းအေယဝတီသတင်းမှာဖော်ပြထားပါတယ်။ယခုအခါမှာတော့ အကျိုးမြတ်များခွဲဝေပေးနေတဲ့အဆိုပါလက်နက်ကိုင်ဖွဲ့တွေကိုနိုင်ငံတော်အပေါ်တနည်းအားဖြင့်၎င်းတို့အပေါ်တစ္ဆာမဆောင်တည်သူများလို့စောင်းပါရိတ်ချေပြောဆိုလာပြီးဖြစ်ပါတယ်။တကယ်တော့တစ္ဆာမဆောင်တည်သူများက၎င်းတို့ပင်ဖြစ်ပြီးမင်းအွန်လိုင်းက MNDA မှကိုကန့်ကို တိုက်ခိုက်သိမ်းယူလိုက်၍နေပြည်တော်ကိုထွက်ပြေးခေလုံလာတဲ့ကိုကန့်ကိုပိုင်အုပ်ချုပ်ရေးဒေသခေါင်းဆောင်လည်းဖြစ်ကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီလွှတ်တော်မှလည်းဖြစ်တဲ့မြန်မာနိုင်ငံသားပယ်ဆောက်ချိန်အားတရုတ်အာဏာပိုင်များလက်သို့လွှဲပြောင်းပေးလိုက်တာကြောင့် နိုဝင်ဘာ၄ရက်နေ့မှာတည်တံချမှတ်ခံရပြီလည်းဖြစ်ပါတယ်။မေယောင်းလိုင်းကတော့ဖြစ်လာသမျှကို၎င်းတို့အခုမှသိရလေဟန်နဲ့အပြစ်ပုံချနေခြင်းသာဖြစ်ပါတယ်။၂၀16ဒီဇင်ဘာလမှာစောချစ်သူနဲ့ရှီချင်းချန်းတို့နဲ့ရွှေကုတ်ကိုစီမံကိန်းအတွက်သဘောတူလက်မှတ်ရေးထိုးခဲ့ကြအောင်မှစတင်လာခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိမှာတော့ထိုင်းအာဏာပိုင်တွေကရှီချင်းချန်းကိုဘေကျင်းကိုလွှဲပြောင်းပေးလိုက်ပြီးဖြစ်တာကြောင့် ကျန်ရှိနေတဲ့စောချစ်တို့ရဲ့ကံကြမ္မာမိတို့မိပုံဖြစ်လာမှာကို စိတ်ဝင်တစားစောင့်ကြည့်နေကြပြီဖြစ်ပါတယ်။အချို့ကလည်းစောချစ်တို့အားမရောက်နိုင်မှာဘေးကျင်းတို့အလားတူလွဲပြောင်းပေးလာမလားလို့မေးခွန်းထုတ်လာကြပါတယ်။မြန်မာပြည်လေးလာသူဂျေဆင်တာဝါကတော့အခရွေတရုတ်မှစောချစ်တို့အားဖမ်းဝရမ်းထုတ်ပြီးလွဲပြောင်းပေးရန်တောင်းဆိုလာပါကဘေးကျင်းရဲ့စေအုပ်စုကြားဆက်ဆံရေးအဖို့ထစ်ဖြစ်လာနိုင်တယ်လို့အေယော်ဒီသတင်းဌာနကိုပြောဆိုခဲ့ကြောင်းသိရပါတယ်။တရုတ်ဟောင်း ရှေ့လျှောက်၎င်းတို့နိုင်ငံသားများရဲ့အကျိုးစီးပွားကိုချိန်ချောက်လာနိုင်သူဖြစ်စောချစ်သူအားယူဆနေပြီဖြစ်ပါတယ်။မဲအောင်နိုင်ဖို့အာနာကိုမဖြစ်ဖြစ်တဲ့နည်းနဲ့ဖတ်တွယ်ထားနိုင်အောင် နောက်ထပ်တွန်းအားပေးလာရတာကယခင်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှေ့ဟာစီနာကိုဒါကာရှိတရားရုံးမှမျက်ကွယ်မှာတေးတန်းချမှတ်လိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံတွန်းလှန်စေမုတ်ချအောင်ရမည်။ ရခိုင်ပြည်နယ်ကသတင်းတပုတ်ကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ကြောက်ဖြူမျိုးနယ်တွေကစာတင်ကြောင်းတွေကိုစစ်တပ်ကလေးချောင်းတိုက်ခိုက်ခဲ့မှုကကျောင်းသားကျောင်းသူတွေကိုအချိန်မီရွှေပြောင်းနိုင်ကြတာကြောင့်ပြီးဆုံးထိခိုက်မှုမရှိပဲလေးချောင်းရန်အထူးသတိပြုကြဖို့ AA ကထပ်မံသတိပေးထားတဲ့အကြောင်းမှာရခိုင်ပြည်ကြောက်ဖြူမျိုးနယ်အတွင်းမှာရှိတဲ့စာတင်ကြောင်းတွေကိုစစ်တပ်ကလေးချောင်းတိုက်ခိုက်ခဲ့ရမှာကျောင်းသားကျောင်းသူတွေကိုအချိန်မီပြောင်းရွှေ့နိုင်ကြတာကြောင့်ပြီးဆုံးထိခိုက်မှုမရှိခဲ့ဘူးလို့ AA ကယမန်နေ့ညပိုင်းကသတင်းထုတ်ပြန်ထားပါတယ် နိုဝင်ဘာလ19ရက်နေ့မော်လ12:30မိနစ်အချိန်ခန့်ကကြောက်ဖြူမျိုးနဲ့မင်းရက်တိုက်နယ်လိတ်တင်ကြီးရွာအတွင်းကိုစစ်တပ်ကလေကြောင်းမှတစ်စင်းဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဆိုပါဘုံဟာလိတ်တင်ကြီးရွာစာသင်ကျောင်းတွင်ကြားရောက်ပေါက်ကွဲခဲ့ပြီးအဲ့ဒီနောက်အသေးခံ drone တစ်စီးဖြင့်ပါအဆိုပါစာသင်ကျောင်းကိုထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။သို့ရမစာသင်ကျောင်းတွင်စာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေကို အချိန်မီရွှေ့ပြောင်းနိုင်ခဲ့တာကြောင့်အသက်သေဆုံးဒဏ်ရာရမှုမရှိခဲ့ပဲ။ စာတင်ကြောင်းအဆောက်အအုံမှာထိခိုက်ပျက်စီးမှုများရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲနိုဝင်ဘာလ18နေ့မော်လ7:35မိနစ်အချိန်ခန့်ကစစ်ကောင်စီတပ်ကကြောက်ဖြူမျိုးနဲ့ကြောက်ကလေးကြီးဝါကိုလေရင်နဲ့ပေါင်900ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ထို့ပြင်ဆိုပါနေ့ညနေ4:30မိနစ်အချိန်ကလည်းအမြင့်ကျွန်းတရာနီကိုဝိုင်တွဲလေရင်နဲ့ဘုံအလုံး60ခန့်လာရောက်ကျဲချခဲ့တယ်လို့သိရပါတယ်။ထို့အတူပဲနိုဝင်ဘာလ18နေ့ည7:18မိနစ်အချိန်ကလည်းကြောက်ဖြူမျိုးနဲ့မင်းရဲ့တိုက်နယ်မှာရှိတဲ့ မင်းရဲရွာနဲ့တန်ချောင်းရွာအနီးပတ်ဝန်းကျင်နေရာတွေကိုလေးချောင်းမှဘုံကျဲတိုက်ခိုက်ခဲ့တဲ့အပြင်ဇင်ချောင်းကန်းကြီးမျက်နှာသာမှနေရာယူထားတဲ့စစ်တဲ့ရဲ့စစ်သည်မောင်းနှစီကလည်းလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။လက်တလောထိခိုက်သေဆုံးဒဏ်ရာရမှုများမှာလောလောဆယ်မသိရှိရသေးကြောင်းလည်းအေအေကသတင်းထုတ်ပြန်ထားပါဗျ။စစ်ကောင်စီတပ်ကကြောက်ဖြူမျိုးနယ်တဲကကြီးရွာတွေကိုလေးချောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်လာနေတာကြောင့်လေချောင်းရံကိုပုံမိုသတိထားကြဖို့လေအေအေကအတိပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာ ဝန်ကြီးချုပ်ဟောင်းဟာစီနာကိုအများဆုံးလွှဲပြောင်းပေးဖို့အိန္ဒိယကိုဘင်္ဂလားဒေ့ရှ်တောင်းဆိုထားတဲ့တဲ့မှာမြက်ကွယ်မှာဒေသစီရင်ချမှတ်တာခံခဲ့ရပြီးတဲ့နောက်ဝန်ကြီးချုပ်ဟောင်းရှေ့ဟာစီနာကိုလွှဲပြောင်းပေးဖို့အိန္ဒိယကိုဘင်္ဂလားဒေ့ရှ်အစိုးရကတောင်းဆိုလိုက်ပါတယ်။နိုဝင်ဘာလ18ရက်နေ့တုန်းကဘင်္ဂလားဒေ့ရှ်ရဲ့မြို့တော်ဓာကာမှာပြုလုပ်ခဲ့တဲ့အထူးခုံရုံးတရားစီရင်စစ်ဆေးမှုမှာတော့ဟာစီနာကိုမြက်ကွယ်ဒေသချမှတ်ခဲ့တာပဲဖြစ်ပါတယ်။ဟာစီနာဟာပြည်ကြက်နဲ့အော်ဂလာတော်ကစတင်ခဲ့တဲ့ အစိုးရစန့်ကျင်ဆန္ဒပြဝတဲ့အတွင်းဆန္ဒပြပြည်သူတွေကိုအကြမ်းဖက်နေတွေနဲ့ဖြိုခွင်းတက်ဖြတ်ဖို့အမိန်ပေးခဲ့ကြအောင်ဆွဆွဲခံခဲ့ရပါတယ်။ဒါကြောင့်သူဟာလူသားမျိုးနွယ်ပေါ်အမှန်တကယ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်လို့ခုံရုံးကဆုံးဖြတ်ပြီးမျက်ွယ်သေးတမ်းချမှတ်ခဲ့တာပါ။ဟာစီနာဟောင်းအဲ့ဒီလူတို့အုံကြွမှုရဲ့အကျိုးဆက်အဖြစ်မနေ့ကအော်ဂူလာဇာမာနိုင်ငံကနေထွက်ပြေးပြီးအိန္ဒိယမှာခိုးလုံနေခဲ့ရတာဖြစ်ပါတယ်။ဟာစီနာခစ်လွန်ဘင်္ဂလားဒေ့ရှ်ကိုတာဝန်ယူအုပ်ချုပ်နေတဲ့ယာယီအစိုးရဟောင်း ခုံရုံးစီရင်ချက်ထွက်ပေါ်လာအပြီးမှာပဲဝန်ကြီးချုပ်ဟောင်းကိုလက်လွဲပေးဖို့အိန္ဒိယစီဆက်သွယ်တောင်းဆိုခဲ့တာဖြစ်ပါတယ်။ဘင်္ဂလားဒေ့အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကအိန္ဒိယစီတရားဝင်ဆက်သွယ်မေတ္တာရပ်ခံခဲ့ရမှာ ဟာစီနာသာမကပဲသူ့ရဲ့ပြည်ထရေးဝန်ကြီးဟောင်းဖြစ်တဲ့အာဆတ်ဒူဇာမန်ခန်ကာမေကိုပါလက်လွဲပေးဖို့အစုပြုထားတယ်လို့သိရပါတယ်။နှုတ်စလုံးဟာရာဇဝမှုတရားခံတွေဖြစ်တည်ကြသွားတာကြောင့်လုံထုံးလုံနည်းတွေနဲ့ညီလွဲပြောင်းပေးဖို့အိန္ဒိယအစိုးရဘက်ကဘူပေါင်းပေးစီလိုကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနကြေညာချက်ထဲမှာဖော်ပြထားခဲ့ပါတယ်။အိန္ဒိယအစိုးရကတော့ဘင်္ဂလားဒေ့ရှ်ဘက်ကတောင်းဆိုချက်ကိုလက်ခံရရှိကြောင်းအတည်ပြုခဲ့ပြီးဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့သဘောဆန္ဒနဲ့ကန့်ညီစေမယ်။အပြုသဘောဆောင်တဲ့ဆန်းစစ်မှုတွေလှုပ်ဆောင်ပါမယ်လို့ပြောပေမဲ့အသေးစိတ်တုံ့ပြန်တာမျိုးတော့မရှိသေးပါဘူး။ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်မျိုးသားရေးပါတီ BNP ကလည်းဟာစီနာလိုဝရမ်းပြည်တယောက်ကိုခေါလုံခွင်ပေးထားတဲ့အိန္ဒိယရဲ့ဆုံးဖြတ်ချက်ပေါ်ဝေဖန်ခဲ့ပါတယ်။တဟောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဟာစီနာကစိတ်တိုင်းချဖျက်ဆီးလို့ရအောင်ခွင့်ရေးပေးထားတဲ့အထိပယ်ဆောင်နေပြီးအိန္ဒိယရဲ့ရွေးချယ်မှုကစိတ်မကောင်းစရာဖြစ်နေတယ်လို့ BNB ရဲ့အကြံအပူတွေတွင်ရင်မူရူဟူကာဘာရစ်ဘီကပြောကြားခဲ့တာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်လက်ရာရေးနိုင်ငံရေးအင်အားစုတစ်ခုဖြစ်တဲ့ဂျာမင်အီအစ္စလမ်ပါတီရဲ့အတွင်းမှုချုပ်မီရာကိုရန်ကလည်းအိန္ဒိယအနေနဲ့အိန္ဒိယချင်းကောင်းဆိုတာကိုပြသဖို့နိုင်ငံခြားကဆက်ဆံရေးကောင်းကိုဆက်လက်ထိန်းသိမ်းဖို့အတွက် ဟာစီနာကိုဥပဒေတွေနဲ့အညီလွှဲပြောင်းပေးတဲ့နယ်လို့တိုက်တွန်းသွားတာပဲဖြစ်ပါတယ်ခင်ဗျာ။